ေဒီပါစရာကမသိရင်စိုးပေါ်တယ်။ဒါလေးပဲရေပေါ့တရားမစီငွားလာပြရတယ်။ကျန်တာကတော့ပါလေ။ကျန်တဲ့လာတွေမှာအာနုနဲ့ပြေသွားတယ်။ဆင်းတော့တော့မရ။နောက်တတိယကကနာဘောစနာ။ကနာဘောစနာတိုင်းကကိုရရတယ်နော်။ကနာဘောစေအညာရမယပါစေဒီယရရ။အဲ့ဒီတိုင်းကကိုရ။တရုတ်တဲ့ကလည်းပါလေ။ပါနာနာ ရင်းနှီးမှုမရှိဘူး။သာသနာ့ဝါဟာစကလုံးတော့မတုံ့တဲ့တရားဓမ္မတွေကမေတ္တာဆွမ်းသာပွန်သာပဲ့တဲ့အခါမှာနော်ရင်းရင်ကြည်ကြည်မပဲ့ရတဲ့ရှိတယ်။တချို့ဆိုရင်းနှီးပြီးအကိုလိုအမေသာကြွားပါ။အဲ့တော့အဲ့ဒီတလာကလို့ပြန်တဲ့စစ်တလာတာကာလတော့ဓမ္မသာကြွားပါလို့ဆွမ်းဆိုတဲ့အပ္ပိယဝါဟာစကလုံးမပါဘဲနဲ့ချက်ထားတဲ့ ာဖြစ်ဘုံပေဖို့အတွက်ပိတ်ချက်လိုက်တာအဲ့ဒီဟာကဘုံပေရတဏ္ဍဘောစေညတရဏမြတ်ပါစေတည်းရတယ်အရှင်မြတ်ကြီးပြတ်သားစွန်လေးဘုံပေလိုက်ပါဗျာဒီပြတ်သားအဲ့ဒီလိုတော့မောင်းလေတဲ့ကြာဘေလိုပါပိတ်ချက်လိုက်အတည်နဲ့ပြတ်သားမရဘူးပြတ်သားစွန်လေးဘုံပေပါဗျာဝေဒစွန်လေးဒီပြီဘုံပေပါဗျာသာဘဝံပန်းရတဲ့အာဟာရနာပါလာမှာဆွမ်းဆိုတဲ့ အစ္စန္ဒဖတ်ပြီးရောတာတပါမပါဘူးပါမတမဲဆိုကြွားပါကျဲပါဖုံးပေးပါစသည်ဖြင့်ယဟန်တို့နဲ့မဆသောအဂတိယဝါရာတိ၆ထားတဲ့အစာကိုဖုံးပေးရင်ကနဘောဆိုင်ညတရမြတ်မစတိယဆက်ပိတ်ဖို့ရအဘယ်သင်တယ်အဲ့ဒီအဘယ်ဟာလေးပဲအခုလိုကတိခံတဲ့သဖြင့်ပဒိညာလာပြီတရားနေကစပြီးတော့တပေါင်းလာပြီနဲ့ငါလာတာကာလအတွင်းမှာဓမ္မစွာကြွားပါ စသည်ဖြင့်မတ်စသောအဂတိယဝါရာဖြင့်တင်လျှောက်တာကိုဖုံးပေးခြင်းကြောင့်အာဘမတင်ခြင်းကဏဘောစာသိက္ခာဘုရားအာဘမတင်ခြင်းဆိုတဲ့အကျိုးဒါကိုတတ္တိယအထင်ကျိုးလို့ခေါ်တယ်သရုတ်ထအကျိုးကယာဝရဒစီဝရယာဝရဒစီဝရဆိုတာမြန်မာပြန်ပြီးပြောရမှာဆိုလို့ရှိရင်သာသနာဝန်ထမ်းရှင်ရန်တွေအခုလိုမင်းတို့တိုင်ကအစုံလိုက် ရရှိတာကိုမဆိုထားနဲ့အလျာတတောင်အနန္တထွာလက်လက်သိအပမာဏရှိသောအဝတ်ခြေလေးကစပြီးတော့မျက်နှာသုံးဘွားခြေလေးကစပြီးတော့ကွာရရှိလာပြီဆိုရင်ဒါသာပရမတိတွေကစီရန်ဒါရိတ္တပန္တတေကမြတ်တော်ဒိဋ္ဌိယပါစိတ်ရှိရန်ဆိုတဲ့ဒီသိက္ခာပုဒ်ဘူးအဲ့ဒီဒါသာပရမတိကစီရန်ဒါရိတ္တပန္ဆိုတဲ့ဒီသိက္ခာပုဒ်စီကံအရာအဘတ်တန်ရောက်နေတာလေးပဲ ဒီကြောင့်နေမှာခရင်ခံလိုက်တော့ကရိယာနည်းလမ်းရတဲ့အရှင်များပြီအဲ့ဒီငါလာတာကာလအတွင်းမှာအလျာတရံအနန္တရံလက်သေးသိခံရှိသောအတိုင်းတပမာဏရှိသောဝတ်တွေကစပြီးတော့ရရှိလာသောဝတ်တွေစောင်းတွေသင်္ကန်းတွေအလုံးကိုအရိယာမင်းတို့သိဆွေးနိုင်ချက်ဆိုတဲ့ဒီကျိုးတရားကိုရနိုင်ဒါကိုရဝရကစီရလေးခုမြောက်အကျိုးလို့ခေါ်တဲ့ငါးခုမြောက်အကျိုးကတော့ယောစာတတ္တစီရုပ်ပါဒယောစာတတ္တစီရုပ်ပါဒဆာ ရောက်နေတခုမှအခုလိုဘန်ကြီးကလိုက်လာပါလို့ဖြစ်ပေါ်လာပြီဆိုရင်ဝါကျိုးဝါပြတ်တဲ့ပုဂ္ဂိုလ်ရောဝါမကျိုးဝါမပြတ်တဲ့ပုဂ္ဂိုလ်ရောပရင်ကြွပြီးမှရောက်လာတော့အငါတူရတယ်ရောအလုံးစနေတရားစီမံခန့်ခွဲလို့ဝေဖန်ရတယ်အဲ့လိုမှမဟုတ်ပဲနဲ့ပိုင်စိုးပိုင်မြေပုံစံမျိုးနဲ့လောက်ရတော့ပါဠိဝါဒရှင်ရည်မှာပိုင်ကြီးကလတ်လာပါတော့ စနစ်တရားမစီမံသည့်အတွက်ကြောင့်ပြူလေးပါလေအဘယ်တရားဝင်ရှိတယ်။ဒါတွေအားလည်းပဲအကြောင်းလေးမှာတင်ခန်းလိုက်တော့တရိယာနိမရရှိသောအရှင်ကောင်းရှင်မြတ်ကြီးကဒီအကြောင်းလေးမှာဖြစ်ပေါ်လာသောလက်လက်ပါကိုငါတို့ကတိယာနိမရတဲ့ပုဂ္ဂိုလ်များသာဝေပါမယ်။ပရင်ကျော်ပြီးမှရောက်ရှိလာသောအခိုက်အတန့်ရောက်လာသောပုဂ္ဂိုလ်တို့မပေးတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြန်သုံးရင်လည်းပဲ ပရိညာလာပြီးတော့တရားနည်းကစပြီးတော့မာလာတာကာလာအတွင်းမှာအဘမသိချင်းဆိုတဲ့ဒီကျိုးတရားကိုရတယ်ဒါကိုဘာလို့ခေါ်တော့ယောစာတတစီရုပ်ပါတာအကျင့်ချုပ်ပြောရမယ်ဆိုရင်ကတိယာနိတံကိုသိရမယ်ဆိုတဲ့ရှင်းနံပါတ်စီကံရာအာနိတံ၅ပါးရှိတဲ့တေနာမန္တစာရအိန္ဒိရှင်ကြောင့်အဘမသိချင်းနေအဘမာရနာစာရပြည့်စုံတဲ့ဒိဋ္ဌံတဲ့တော့ဖိုင်ခိုင်းနေညစ်တဲ့နေတော့လေအဘမသင်ရှင်ပုံကနာဘောစနာ သမေသာကြွပါစသည်ဖြင့်ရန်ကြုံနေမအဆတ်သောအဂ္ဂပြာဝါဒစလုံးဖြင့်လျောက်ထားသောဆွမ်းကိုဖုံးပေတော်လေအာဘမတန်ရှင်လေးရာဝတ္တစီရာအလျာတရာအနန္တထာလေးတိတ်ကပမာဏရှိသောအဝတ်တွေကစပြီးတော့ရရှိတာမြတ်အဝတ်တွေကိုစေရွဲ့အတိတ်ထံမတင်တော်လေအာဘမတန်ရှင်ပြင်စေထားနိုင်ကြဖို့ကငါရောစတတ်တာစုရုပ်ပါတော့မိမိကြောင်းနေမှာဖြစ်ပေါ်လာသော တိုင်ကြီးကလာလာပါကိုမိမိတို့ကရိယာနည်းသာရပြီးတော့ပုဂ္ဂိုလ်များပါပွေဝဲသုံးစိမ့်မယ်တခြားပုဂ္ဂိုလ်တို့မပေးဘူးဆိုတဲ့ပင်စုပိုင်နဲ့ပုံစံမျိုးဖြင့်စီမံခန့်ခွဲသုံးဆောင်တော်လဲပဒင်းပြောလာပြီးတရားနည်းနဲ့ငါစပြီးတော့တပေါင်းလာပြီးနဲ့အတွက်မှာအာဘမသိခြင်းဆိုတဲ့ဒီအကျိုးတရားကိုရတယ်အဲ့ဒါကမှအာနိသင်အင်္ဂါတပါးအနေနဲ့ရှိကူများခေါ်တယ်ဒါကပုပ္ပါကရဏပစ္စုံံဒိဋ္ဌအတ္တရမာတိဘောဓံဥဒ္ဒရာနိမ့်မှအရှိဝါ တတိနာတာတတိကဲမဲ့ပုဂ္ဂိုလ်ဒီအဲ့ဒီအင်္ဂါရှိပါနဲ့ပြည့်စုံပါမယ်အဲ့ဒီအင်္ဂါရှိပါကိုသိမှသာလျင်ခရင်ခိုင်းတိတ်တယ်ဆိုတော့မယ်လိုဒီကနေ့မနေ့တနေ့ကမှပြန်ငါကဝတ်ပြီးတော့ဝါဆိုနေတဲ့ပုဂ္ဂိုလ်သာထားနော်ဓမ္မစီရရောက်တဲ့ပုဂ္ဂိုလ်တော့မှအမှတ်မတည်းဆိုမယ်လိုသိရလားမသိဘူးတတိဆရာကြီးရဝိညာဉ်ပန်းဆိုင်မှာဒါတွေဖြည့်ရေးပြီးတော့မင်းတို့တို့အတွက်အဲ့ဒီလိုလောက်ထားတာအဲ့တော့အားလုံး တတိခဲမှုခဲနေတွေကတော့ရဟန်းတွေကဆိုတို့များများသိကြပါလေနော်မတင်ခံတဲ့ပုဂ္ဂိုလ်တွေရဲ့အရေးရှင်းတွေကြတော့မသိကြတော့ဘူးအဲအခုမေးထားတဲ့ပု္ပ္ပာကတော့နော်ကြောင်းလိုက်တခုမှတပါးတွေဝါကိုင်းကတိဗံကန်းတို့ခံလို့ရတယ်ဒါပေမဲ့ကတိပိမိပုဂ္ဂိုလ်၄ပါးကိုတော့ကိုယ်ကြောင့်မှမရှိရင်တခြားကြောင့်တွေကပုဂ္ဂိုလ်ပဲသို့မဟုတ်တခြားကြောင့်တွေမှာပွားပြီးတော့သိရှိတဲ့နေရာဘွာအဲ့ဒါမှာသတုဝေကကရဏီယ ပိုင်ကမျိုးပြည့်စုံမှသာလျင်အဲ့ဒီနိုင်ငံကိုပြေးလို့ရတယ်အရင်ခံတဲ့တဲ့ပုဂ္ဂိုလ်ကအောင်းမယ်ဆိုရဲ၅ပါးတန်ခိုးမှရှိရတယ်အဲ့ဒါလေးပဲသိဖို့လိုအပ်တယ်ဒါကြောင့်နိုင်ငံခြားတိုင်းပြည်မှာကရင်ကဲရတို့စဉ်းစားစရာတွေအများကြီးပေါ့ကွာဒါကတော့မင်းတို့တချို့ဆိုလို့ရှိရင်ကျောင်းတို့နိုင်ငံခြားမှာထူထောင်ထားတယ်ဒါလားကရင်ခံမရှင်ကြမှာကရင်နိုင်ငံခံပွဲဆိုပြီးတော့ကြားရရှိတယ်ဒါကတော့လုံးဝမှန်ပါဘူး အနည်းဆုံးတစ်ပါးလောက်ကတော့ဗာလဲဝါကျိုးဝါပြတ်မရှိရမှန်တာရှိမှသာလျင်အဲ့ဒါတွေကိုအရင်ခံတဲ့ရစာလေးမှတ်ပါပြီးမှမင်းတို့တို့ပဒေသူနေထိုင်တဲ့ရံမျိုးတို့ဆိုလို့ရှိရဝါရန်ဆောင်းအောင်ပင်နေရှိတယ်ကြိုင်အာရုံဆောင်းဥပုံနေဆောင်းအောင်ကိုတွားပြီးဆိုရင်ကျောင်းတဲ့ဒီမှာဝါကျိုးဝါပြတ်မရှိရအောင်စနေကြ စီမံခန့်ခွဲမဲ့ပုံကစီစဉ်ထားတဲ့အိစာမရှိဘူးအဲ့လိုမဟုတ်ဘူးရှိတဲ့ရဟန်းတို့မှန်တယ်များအပေါင်းလုံးသွားပြီးတော့အာယုံမတက်ပြီးသွားတယ်ပြီးတော့တခါပါလေပြန်ကြွလာတော့အာယုံတက်ပြီးမှပြန်ကြွလာဝါကြောတာပဲကွာတကယ်ဝါပန်ပြီးထွက်တော့အိစာမရှိဘူးသွားတော့ကအာယုံတက်ပြီးထွက်သွားတယ်ဆောင်းငါမီပြန်လာတဲ့ရှင်ကြတော့ပါလေအာယုံတက်ပြီးမှများဝါကြောတာပဲအသိမခံတတ်ဘူးဒါကိုလေးပဲပရိသတ်ကိုလိုအပ်တယ်ဒါတွေက စွမ်းတော်အမေတရားဓမ္မတွေကပြီးဖို့လိုအပ်သလိုသာသနာဝန်ထမ်းရှင်ယန်းတွေပုဂ္ဂိုလ်အားလည်းပြီးဖို့လိုအပ်တယ်ပြီးဖို့လိုအပ်တဲ့နေရာမှာတော့အဓိကတော့ကိုကြောင့်တည်းရဲ့ခြေကြီးဝါကြီးပုဂ္ဂိုလ်တွေကလည်းဒါတွေလေ့ထားရတယ်ဒီကနေ့တောင်ဝါသီသီယူထားကြတဲ့ရာကြည်သင်္ဃနိုင်ကတွေနော်မျိုးနေသင်္ဃာနိုင်ကြတယ်နောက်ဆုံးနိုင်ငံတော်နိုင်ငံမှာနိုင်ကြတယ်ဆက်ပြီးတော့ဒါတွေကို နိစ္စရာတဲ့လမ်းညာမှုတို့ပေးထားတဲ့တယ်လို့ခိုင်းတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကြောင်းလိုက်တဲ့ဥမှာတန်ခါစေပါပဲရှိရှိအပန်း၂၀ပဲရှိရှိအဲ့ဒီအာယုံဘောအာယုံမတက်ပဲနဲ့ဆွမ်းလာထွက်သွားတယ်ပြီးမှအာယုံတက်ပြီးမှအဲ့ဒီဆွမ်းပေးလာဝါကျိုးတာပဲဒီတော့ကထင်းဆိုတဲ့စကလုံးနဲ့ကတော့မကိုက်ဘူးကွာနော်အင်္ဂါနဲ့တွေ့ကြည့်မယ်ဆိုရင် အင်္ဂါမရောက်ဘူးဒါတွေအလုံးကိုလည်းပဲတို့ရဲ့ငွေတော့ကပဲပငင်းချက်ရှိတဲ့ပုံကောကနော်ဟိုမှာအချက်ကြီးနေရောက်နေတဲ့ပုံကောကဒီနေ့ဖုန်းဆက်တော့ ုလ်ရဲ့ဒီအားလေးတွေကိုဩဝါဒလေးနည်းနည်းပေးပေးပါဆိုတော့အဲတပည့်တော်ကလည်းပေးတော့ပေးခြင်းနဲ့မြေတုံးကလည်းမိတ်ချိန်မှာစောင့်မုတ်သေးတယ်တော့မရဘူးအခုရတာကတော့ပုပ္ပကရမပြည့်စုံတဲ့ဒိဋ္ဌအတ္တရမာတိဘောဓံဥဒ္ဒါရနိဗ္ဗာန်အရှိဝါစတဲ့ဝိညာဉ်ပန်ထိုက်တဲ့ကလာတဲ့စောင့်မုတ်လေးတွေကိုတော့ရသေးတယ်လို့ဩပါရိမောကမေရီနေအခုမေရီနေဆရာတော်ကြီးဆရာတော်ကြီးဥဝါလာရရေးခဲ့တဲ့ အဲ့ဒီစာအုပ်သေးကနိညာတွေကတော့မေ့သွားပြီကိုတော့တတိယဘောတော့ဒီလိုပြေးပြပါမယ်ဆိုဒီတိုင်းကဲမဲတို့ဒီကနေ့တိထိတ်ကာလာလေးဖြစ်ပြီးတော့ကြောင်းတတိနဲ့စက်တဲ့အော်ဒါကိုပေးရှင်ကိစ္စပြီးပါပြီကြောင်းတဲ့တခုမှာဝါဆိုတဲ့တိုင်းကရှိရတဲ့ဝါကျိုးဝါပြတ်မရှိဘူးဆိုရင်တော့အတူတရီထားပြီးတော့အဲ့ဒါကိုထိန်းသိမ်းလိုက်ရတော့ခရင်ခဲလို့ရတယ်အဲ့လိုမှမဟုတ်ဘူးနဲ့အကုန်ဝါကျိုးနေမျိုးဆိုရင်တခင်ခံလို့မရဘူး ိုတော့နိုင်ငံပြေးတဲ့အခါမှာနှစ်ပါးရင်းနဲ့ကံမွားဖိုက်နေပြီးပြေးနေကြတယ်ဒါလည်းမရဘူးအနည်းဆုံးပြေးတဲ့ပုဂ္ဂိုလ်သည်ဘာကျမ်းမှာတော့သတုဝဲကသတ်ပါပြတာအနည်းဆုံး၄ပါးစုပေါင်းပြီးမှကံမွားဖိုက်ပြီးမှပြေးရမယ်ကတိထိုင်တဲ့ပုံ၅ပါးအဲ့ဒီအင်္ဂါရမပြည့်စုံရင်လည်းမရဘူးအဲ့ဒီဘက်ကပုပ္ပကရဏပြည့်စုံတဲ့ဒိဋ္ဌအကြရာစသောလေဒီဆရာတို့ရေးခဲ့တဲ့ဝိညာဉ်ပိုင်းစိတ်ခန္ဓာရတာတော့ပြင်ရတာပါပုဂ္ဂိုလ်ကတော့ပြန်ပြန်ပြိထိုက်တာနဲ့အများကြီးပုံမှာ မင်းကကိုထေရလို့ခွင့်ပြုထားပေမယ့်တကယ်ကတိခံရတဲ့ဘင်္ဂကိုထေလုံးဘင်္ဂသင်ခွင့်မရှိဘူးဘင်္ဂကိုထေကနားလိကြလားကိုယ့်အကိုရှာပါမင်းကဩဝါဒတိမှာအဲ့လောက်ပြီးဓမ္မစုရတဲ့ကတော့ဘင်္ဂကိုထေကြောင့်ရှင်းပြလိုက်ရအကြည့်ပြလိုက်ခါကြတယ်ဆယ်မပြေဘူးအဲ့ဒီကိုထေထဲမှာဘာနဲ့သာခံနေရုံတိဒီတော့နေ့ဧကတိသောမဲမဲဒီသုံးထေကတစ်ချိန်နဲ့သာဘင်္ဂခံကောင်းတယ်ကြံတဲ့၆မျိုးကတော့ဗာလဲ လုံးဝတိမခင်ကောင်းဘူးဆိုတာလေမေတ္တဓမ္မစုရတယ်၊ကိုယ်ပြောင်းသိရအောင်လောက်တာသူများတွေကမေးလာလို့ရှိရင်မေတ္တမဖြစ်ရင်ငါဘာပိတ်ခါကြတယ်နော်အဲ့လိုမဖြစ်ရအောင်အဲဒီနေ့ဩဝါဒကတော့ဒီလောက်နဲ့ပဲနေကုန်ကြပါဆုံးသတ်ပါသည်ပြိတ္တဘောဘုရောတို့